တင်မင်းနိုင်ငံမှာတုံးတဲ့ပတ်စံမင်းခိုင်ဆိုးစံအပိုင်း18နဲ့လင်းအောင်ဖျောင်းတိုင်းပိုင်ရှင်ဦးခွေနီကပစိုးကိုဒူးပေါ်အောင်ဆွဲမတင်ထားပြီးစိတ်ပြက်လက်ပြက်ထိုင်းနေတယ်။ကုပြစ်ပေါ်မှာတော့25ချက်တန်နဲ့35ချက်တန်တွေဟာပြန့်ကျင်းလို့ဒေါ်ပူကျွဲကတော့နှမျောလွန်းလို့တရှုံရှုံငိုနေလေရဲ့ကျွန်တော်တို့မှလည်းဖြေသိမ့်ပေးစရာစကတ်လုံးတွေမရှိဘူးလေတကယ်ပြရင်ထဲမှာမကောင်းဘူး ကုပြစ်အစွန်လေးမှာကျွန်တော်တို့လေးယောက်ဝင်ထိုင်လိုက်ကြတယ်။ဦးခွေနီကကျွန်တော်တို့ကိုမျက်လုံးတစ်ချံလှမ်းကြည့်တယ်။ပြီးတော့ထောင်ထားတဲ့ဒူပေါ်တံတောင်စစ်တင်ပြီးကာယာကြီးခြေပြက်လက်ပြက်ထိုင်နေရကတင်မင်ငွေထိုင်လိုက်ရင် သူ့မိမငိုနေတာကို ခတ်တိုးတိုးလှမ်းဟန်နေ။ဟဲ့ပူကျွေနင့်မလဲငိုမနေစမ်းမနေတော့ဟာ ကိုတယောက်ထဲမှာမဟုတ်တာ။အများနဲ့ဖြစ်ကြတယ်ဟာပဲ။အများနဲ့ဖြစ်ကြတာပဲတဲ့။ ဥခွင်းနေပြောလိုက်တဲ့စကားကကျွန်တော်လေချောင်းလေးဝချုံနဲ့ထိုးသွင်းလိုက်တယ်လို့ပဲကျွန်တော်တို့လူမျိုးတွေဟာတခုခုကိုခေါင်းငုံလေစင်းခံရတော့မယ်ဆိုရင်အဲ့ဒီစကားကိုအနာအကျဉ်တက်တာစေဖို့ထုံစည်းသုံးတယ်လို့ရေရွတ်တက်ကြတယ်။အများနည်းတူဖြစ်ရတာပဲ။အများနဲ့အတူတူဖြစ်ရတာပဲ။တခုခုတော့လွဲနေတယ်လို့ပဲဗျ။အဲ့ဒီအများဆိုတဲ့လူတို့ကြီးကလေစင်းခံခေါင်းငုံငုံပေးနေရတာ။အ ਨੇ ကရော ဘသူတွေများလဲအများကစီရင်ပိုင်ခွင့်ရှိတာလားအ ਨੇ ကစီရင်ပိုင်ခွင့်ရှိတာလားအဲ့ဒီပြဿနာက အရင်ဆုံးအဖြေရှာရမယ့်ဟာဖြစ်နေတယ်ဒေါ်ပူကျွဲကတော့တဟင်ဟင်နဲ့ခတ်တိုးတိုးရှိုက်နေတော့မယ်လက်ရည်တွေကိုတုတ်တုတ်ပြစ်နေပေမဲ့လို့ထတ်ထပ်ပြီးတော့စီးကြနေတယ်ကျွန်တော်ကမကြည့်ကျင်တာနဲ့မျက်နှာလွှဲလိုက်တယ်ဟောဟိုမှာတစ်သားတန်းခဏော်နေခဏော်နဲ့ဖျောင်းနိုင်နင်းတဲ့ပုံစံကွက်လေးတွေ မီးစာကြိုးလုတ်တဲ့ဈေးပေါ်ပေါ်ခြိနှုံးကျိုးဖွာလန်ကျဲပြီးဖယောင်းတွေကိုရီစိန်နဲ့ဒန်းစလုံးအပိန်အလိန်တွေအားလုံးဟာဖယိုဖယဲတဆစီတကွဲတပြားစီပြန့်ချင်းလို့နောက်ထပ်ဖယောင်းနိုင်ခြိနှင်းဆက်ကလေးသုံးလေးခုတော့ထောင်အောင်မှာဆိုတဲ့ဥခွင့်နီတို့လင်မယားရဲ့ရီမန်းချက်တွေအိုစာမင်းစာလေးတော့စူမီတန်ကောင်းပါရဲ့ဆိုတဲ့မျောလင့်အတွေးတွေလူနိုင်တန်းနိုင်ပါဟဲ့ဆိုတဲ့အပြုံစိတ်ကူးတွေအရာတွေအားလုံးဟာလေ ဖယူဖေးရင်တဆစီတကွင်းတပြပြန့်ကျဲသွားတော့တာပဲဥခွေနီကချောင်းတချက်ဟန်ရင်အတန်ခတ်တိန်တိန်နဲ့ပတ်စံတွေပြန်လဲပေးရင်တော့ကောင်းပါပဲကွနော်မင်းတို့ရောဘလို့ထင်တယ်လဲလဲပေးမင်းထင်လားပြောတာပြောနေသူ့အတန်ကိုကမဝင့်မရင်မရင်မရကြီးကျွန်တော်တို့ကလည်းဘာပြန်ပြောရမှာတော့ဗျာလဲပေးတော့မှမဟုတ်ဘူးခမည်းပတ်စံတွေအကုန်လုံးဆုံးပြီဆိုတာဘယ်နဲ့လုံးပြောထွက်မှာလဲ ပကြီးဆရာကတော့ပြောတတ်ပါဘူးဗျာလို့အတန်ရှည်ရှည်လေးဆွေပြီးညည်းတယ်လို့လို့ရှင်းရွတ်လိုက်တယ်။အရင်အချိန်မှာပဲမိမတယောက်ရဲ့အလန့်တကြားအော်ဟစ်တန်လို့လို့လမ်းခေါ်လိုက်တန်လို့လို့မသိမကွင်ကြားလိုက်ရတယ်။လမ်းမဘက်စီကလာဟိုဘက်တအင်ကျော်လောက်စီကလာတော့မပြောတတ်ဘူး။ဖိုးစောကသူ့လေးကြားလိုက်မိတယ်ဆိုတဲ့သဘောနဲ့စကန်းနဲ့ခေါင်းထောင်ပြီးနားဆွင့်လေ။အဲ့ဒီလိုအ깨ခတ်နေကြတော့ အင်းရှိလမ်းပေါ်မှာဥရဖာရပြေးသွားတဲ့တိတ်ပန်စိန်လှကိုမြင်လိုက်ရတယ်။ကျွန်တော်တို့အိမ်ခေါင်းရင်းဘက်စီကိုပြေးသွားတာဗျ။တခုခုတော့ဖြစ်နေတာတေးကြပြီဆိုပြီးကျွန်တော်တို့လည်းခတ်တုတ်တုတ်ထွက်အလာ။အမလီကဲကြပါဦး။ကျမအမေဘာဖြစ်သွားမှန်းမသိဘူး။အန်တီလှရဲ့သမီးအကြီးမပေါ့။သူတို့အင်းရှိမြောင်းတတအဆက်ကနေငုံကြီးချက်မှနေအော်နေတာ။ကျွန်တော်တို့ရှိကပြေးသွားနေတဲ့တိတ်ပန်စိန်လှတို့ခပုတ်ဥပွားတို့က ဟဲ့ဗမလဲနေမေဗမလဲနဲ့တွတ်တွတ်မင်းနေကြရဲ့အန်တီလာကအင်းရှိကန်းစမ်းမြင်ပေါ်မှာလဲကြနေတာပါရှင်ဘတ်ကိုလက်တဖက်နဲ့တာတာလေးဖိထားတယ်လက်တဖက်ကကိုလုံးအောင်မှာပြိနေလေဥကောင်ကတော့ဘေးကိုလဲကြလို့သူ့ဘေးမှာတော့ငေးဝေကိုရှင်ပြုရန်ဆိုပြီးပတ်စံစုထားတဲ့ဝစစ်စုဘူးအကွဲချမ်းကြီးနှစ်ခုပြီးတော့25ဇက်တန်တွေ35ဇက်တန်တွေ85ဇက်တန်တွေ ချမ်းမြင်ပေါ်မှာပြန့်ကျဲလို့အန်တီလှကအသက်တော့မြင့်မြင့်ကလေးရှူနေတော့မယ်ကျွန်တော်တို့ကဝိုင်းပြီးနာမည်ကိုခေါ်လိုက်မိကိုခက်ဆက်ဆက်လေးပုတ်ပြီးလှုပ်လို့လိုက်ချီမာချိုးလက်မာချိုးနှာစင်းမှုတ်သွင်းနဲ့တက်တလောင်မှတ်တလောင်လှုပ်ကြပေမဲ့တတိပြန်လေးမလာဘူးဖြုံးစားကြီးနှလုံးထိကြိုက်သွားတာနဲ့တူတယ်လို့တိတ်ပန်စိန်လှကကျွန်တော်ဘက်ကိုလှည့်ပြီးခက်တူးတူးပြောတယ်ကျွန်တော်ခေါင်းငြိမ်ပြလိုက်မိတယ်ဟုတ်ပါပေါ့ ဥပွားကဒီတိုင်းကြည့်နေလို့တော့မဖြစ်ဘူးထင်နေစေးုံပို့မလားမိသက်လို့လှမ်းပြီးမေးလိုက်တော့အန်တီလာရဲ့သမီးကြီးမတ်သက်ကတရှုံရှုံငိုနေရာကဦးလေးတို့ကောင်းတယ်လို့သာစီစဉ်ကြပါတော့ပေတီးရဲ့စိုက်ကားပေါ်တင်မှုတိတ်ပန်စင်လာကအန်တီလာရဲ့ခန္ဓာကိုယ်ကိုပွေ့ချီလိုက်တော့စောစောကအောက်မှာ အဖိခံထားရတဲ့လက်ကဘက်ကနေတွဲလောင်းကျလာတယ်။သတိလင်းနေတဲ့အန်တီလာရဲ့လက်ထဲမှာချစ်ချစ်ပါအောင်စုပ်ကိုင်းထားတာက အသစ်ချက်ချော့85ချက်တန်းလေးနှစ်ရွက်စေးရုံကိုမရောက်လိုက်ပါဘူးလမ်းမာရင်ပဲအန်တီလှဆုံးသွားပါတယ်ကျွန်တော်ကအန်တီလှရဲ့အလောင်းကို ငေးဆိုင်ကြည့်ရင်တောင်စင်ရေမရရီရှောက်စင်းစားနေမိတယ်မြမပြီကပဲတစုံတယောက်ကဆွစ်ဇာလန်ဘက်မှာတားစင်မြည်ဆက်တုံးလို့ဆွေးလို့မကုံအောင်များပြားရဲ့ဒေါ်လာငွေကြေးတွေကိုငွေစရင်းဖွင့်ကောင်းဖွင့်နေပေးလိမ့်မယ်။မြမပြီးကပဲ တစုံတယောက်ပေါင်းများစွာအဖို့တော့မဆရဲ့မတောက်ရဲ့စုဆောင်လာခဲ့သမျှငွေဆက်ကူတွေဟာပြုံးကနေလက်ထဲမှာတွင်တိရွက်ချောက်တွေလိုကျိမွသွားတယ်။ဘာမှမရှိတော့ဘူး။အရန်ကွာချလွန်းသွားရင်နော်။အဲ့ဒီလူတန်းပေါင်းများစွာမှာဘာအဖြစ်ရှိလို့လဲ။သူတို့အားလုံးအတိတ်ဘဝကဌာနမျိုးစိနေခဲ့လို့ပါလို့ဖြစ်မေဆိုရင်တော့ဒါဟာဒီဘက်ခေရဲ့အရှိရဆုံးပြက်လုံးပဲ။အော်ခေဆိုလို့အခုမှသတိရတယ်။ အာသာဘလော့ကထတ်တူကြအမားတွေကိုတန်းစီရေးမပြခင် စာအုပ်ရဲ့အဖွင့်နေတန်းမှာရေးထားတာက20ရာစုကုန်ကန်နေခေတ်ဟာအမားတွေအများဆုံးပေါ်ထွန်းတဲ့ကာလဖြစ်တဲ့20ရာစုနှောင်းပိုင်းရဲ့အကြီးဆုံးအမားဟာကျွန်တော်တို့စီမှာဖြစ်သွားခဲ့တာပေါ့အသက်မရှိတော့တဲ့အန်တီလှရဲ့မျက်နာဟာခြောက်ခမ်းသွားတဲ့ရေကန်တစ်ခုနဲ့တူနေတယ်စိတ်မချမ်းမြေ့စရာငြိမ်သက်ခြောက်သွေ့မှုမျိုးနဲ့ပေါ့ မျက်ခုံတွေကလုံးလုံးပိတ်မနေပဲမျက်ဖြူသားနည်းနည်းပေါ်နေတယ်။ပါဇက်ကဟောင်းလောင်ကလေးဟာလို့သူ့ဘာကိုများပြောချင်နေတာပါလေ။ပကြီးဆရာကတော့အန်တီလရဲ့အလောင်းကိုငေးဆိုင်ကြည့်ရင်းသူ့နောက်တဲ့ပြောင်းတဲ့အခါစူနေကြရုပ်ရှင်မင်းသားဝင်းဥရဲ့တခြင်းတွေကစာသားတစ်ပိုင်းတစ်စာကိုခတ်တူးတူးညှိနေနေရဲ့။တကယ်မောပန်းစီရန်ကိုကိုယ်ပြောပြောပြမယ်။ ကိုထာနေဝင်းကျင်မှာကွဲကေကိုလှရှိတယ်။အခုကျွန်တော်တို့ထာနေဝင်းကျင်မှာ အလှမရှိတော့ဘူး။အန်တီလကိုတက်ချိုးတဲ့အခါသူနောက်ဆုံးအချိန်ထိချစ်ချစ်ပါအောင်စုပ်ကိုင်းသွားခဲ့တဲ့85ကျပ်တန်အသက်လေးပဲကိုအတူပါကောင်းနေထဲ့ပြီးလိုက်ကြပါလေ။တင်မင်းနိုင်ငံရောက်မှ သုံးပြီးအုံတော်ပေါ်လေ။အတူပါကိစ္စရှိပြီးဆိုတော့လမ်းသူလမ်းသားတွေအဖို့အန်တီလအိမ်မှာပဲဝိုင်းကူပေးကြရင် နေရောညပါ အချိန်ကုန်ကြရာများတယ်။အောင်ဗလာတို့ပေသီးတို့စိုက်ကားတွေလည်းအတူပါအင်းရှိမှာပဲထိုးထားကြတယ်။ရက်ွက်ထဲကလူကြီးပိုင်းကလည်းအတူပါအိမ်မှာပဲလက်ဖက်စာရင်းနှွေးချမ်းတောက်ကွာစီဝိုင်းစကားလေးပါလိပြောကြတယ်။အများဆုံးပြောပြကြတာကတော့အဲ့ဒီပတ်စံကိစ္စပါပဲ။ခမရတို့ရောဗာများချားမိသိလဲဗျ။ပတ်စံတွေကပြန်လဲပြုံမာတဲ့လား။ဒီလိုမိကုံမျိုးချားရတဲ့အခါ တပ်ပြင်းချသူကချခေါင်းတက်ခါခါလဲတက်ခါခါနဲ့မရင်မရညီးတွားတဲ့သူကညီးတွားပေါ်ဟုတ်တယ်လေမျောလင်းချက်တွေက မရှိတဲ့လောက်ဖြစ်သွားပြီကိုပြန်လဲပေးမယ်ဆိုရင်ပတ်စံတွေဖြတ်သိမ်းပြီးတာနဲ့ချက်ချင်းဒါမှမဟုတ်တရက်နှစ်ရက်အတွင်းမှာကိုကြီးညာချက်ထုတ်ပြန်ရမှာလေအခုလို3-4ရက်ကြာတဲ့အထိဘာတဲ့င်းမှမထူတော့အားလုံးပြီးပါပြီဆိုတဲ့စကားနဲ့ပဲပြည်ပုံကားချယုံပေါ် ရက်ွက်ထဲမှာကြားနေရတဲ့မရေမရပါးစပ်သတင်းတွေကတော့စုံနေရပဲအရာတွေကိုအတူပါအိမ်မှာလူစုံတုံးဝိုင်းဖွဲ့ပြောရတာကိုကမျောနှင်းချက်စေးမိတူတမျိုးပေါ့ဟဲ့ဟိုသတင်းကြားပြီလား85ချက်တန်တွေကို တရွတ်30နဲ့လိုက်ပြန်ဝင်နေတယ်တဲ့ဟုတ်တယ်တကယ်ပဲအဲ့ဒီလူအယောင်းဝင်လှုပ်တဲ့လူတွေပေါ်ခဲ့ဘူးလေကန်ဆန်းတဲ့သဘောနဲ့လှုပ်တာလားဒါမှမဟုတ်ပတ်စံတွေကိုတော့တေချာပေါက်ပြန်လဲပြေးမှာပါ အဲ့ဒီအခါကျရင်တစ်စင်းနဲ့ဝယ်ထားတဲ့85ချက်တန်တွေကနေတရွက်ကို65ချက်ကျင်းတင်မြက်ပြီးသားပဲလို့လောဘစောထွက်တာလားတော့မပြော့တတ်ဘူးလိုက်ဝယ်တဲ့သူတွေခင်ဗျားတို့အကောင်းမြင်စိတ်နဲ့အယုံကြည်လွန်ကဲသွားပုံရပါတယ်လူတွေလက်ထက်ကပတ်စံတွေကိုဘာမပြောညာမပြောလူယူဖြတ်စည်းလိုက်ပြီးဒီအတိုင်းကြောခိုင်းခဲ့မှာတော့မဟုတ်တော့ပါဘူးလို့မျှော်လင့်လိုက်မိတယ်ထင်ပါရဲ့ဒါပေမဲ့သိကြတဲ့အတိုင်းပဲ ကျွန်တော်တို့ရက်ကွက်လေးထဲမှာတော့ဘာမျောလင်းချမ်းမှရှိမနေတော့ပါဘူး။လက်ထဲကပတ်စံမဟုတ်တော့တဲ့ငွေဆက်ကူရွက်လေးတွေကိုငါးချက်ပဲရရ၁၀ပဲရရရောင်းပါပဲဆိုပြီး လာဝဲမဲ့သူကိုစောင့်နေကြပါတယ်။ဒါပေမဲ့တကယ်တမ်းကျတော့85ချက်တန်းဝင်မဲ့သူတွေလေကျွန်တော်တို့ရက်ကွက်ထဲကိုတယောက်မှရောက်မလာကြပါဘူးဗျာ။အတူပါအင်ကဒံရီနွေးအိုးပိန်ရှုံရှုံလေးပြီးမှကွာစီခုံတွေ ဆေးဘုံလေးတို့ဖင်စီကန်တွေသာများသထက်များလာတယ်။စကားဝိုင်းဖွေနေတဲ့အเจ้าယာတွေကတော့မရေရာချင်းတွေချားထဲမှာတရွေ့ရွေ့လွင်မျောနေတုံးပဲ။စိတ်သက်သာရာမှုကို စန်တဝါဝါနဲ့ရှာရလေးလေးဘဝဟာထွက်ပေါက်မရှိတော့မှပူတည်ချလာလေးလေးပဲ။တပ်ပြင်းချသံတွေဟာလည်းညင်ညီကြွကြွလေးလေးပင်ပင်ပူဖြစ်လာလေးလေးပဲ။ရက်ွက်လူကြီးတယောက်ကလက်ဖက်တစ်စွန်းကိုပစက်ထဲထည့်မြင်ဝင် ပတ်စံတွေတင်းလိုက်ရတဲ့အထီးကရည်ရွယ်ချက်ကမောင်ခုကုံတဲ့ကြီးတွေကိုခြချင်တာလေဗျအခုလိုစော်ထက်လိုက်တော့ဟိုဘက်နိုင်ငံကမောင်ခုတထေးဘိန်းတထေးတွေကဂူတောင်နဲ့အပြည့်ထည့်ထားတဲ့ငွေမဲတွေပိုက်ပြီးခံလိုက်ရတာပေါ့ဟာဟာသူဟာဟာတန်ကရေဒီယိုကလာတဲ့ဟာတရရွှင်စေးခန်းမှာတခါရရင်ငါးပြပေးတယ်ဆိုလို့ရီပေးရတဲ့အတံမျိုးဖြစ်နေတယ်။ဘေးမှာဝိုင်းထိုင်နေကြတဲ့တိုက်ပုံအင်ဂျင်နဲ့လူကြီးတွေကလည်း နန်းနေစက်တုံကျော်ဘက်ကလေးတွေကိုပစောင်ချာမှာတချွတ်ချွတ်မြည်အောင်ဝါရင်ဟုတ်တာပေါ့ဗျာဆိုရှယ်နဲ့စီးပွားရေးစနစ်ကိုအန်တရေပေးနေတဲ့ကောင်တွေကိုတော့မညာနိုင်ဘူးပြုတ်ချရမှာပဲဟုတ်တယ်ဟုတ်တယ်သူတို့စကားတွေကိုနားထောင်ပြီးကျွန်တော်အံ့ဩနေမိတယ်သူတို့တကယ်ယုံယုံကြည်ကြည်နဲ့ပြောနေကြတာလားဒါမှမဟုတ်ပါလေသူတို့တွေကတယောက်ကဆက်ပြီးတော့ဒီစားထဲမှာတင်ညွန့်လို့ဆုံးကျူးတွေကလေတမောင်းပြ ဒီလိုကောင်စားမျိုးတွေရှိနေတိုင်းပြည်နစ်နာတယ်။ဘယ်တင်ညွန့်လဲဗျဓမယုံကငွေထိန်လား။ဦးတင်ညွန့်ရဲ့နာမည်ကိုတစွန်းတစကြားလိုက်ရလို့ကျွန်တော်နားဆွင့်နေလိုက်တယ်။ဟုတ်ပါရဲ့ဦးတင်ညွန့်တယောက်ပျောက်ချက်သာကောင်းနေပါလား။အတူပါအင်ကိုတော့ပေါ်မလာဘူးလို့တွေးနေတော့ကော်လန်ကတုံးအင်ဂျီလက်တူနဲ့ဝဝဖိုင်ဖိုင်လူကြီးကသူ့ပဲပေါ့ဗျ။အခုအလကတုံးကចောင်းစိန်ပိတ်စာဘိုးတွေကိုအလစ်တုပ်ပြီးပြေးပြီးတယ်လေ။ ဟာမိုင်းရိုင်းလိုက်တယ်လို့ဗျာဒါအလွဲသုံးစားလုံးမှုဗျပုံမှန်409အဖြစ်ပေးရင်တော့ထောင်စင်နှစ်ပဲပြုကျွန်တော်ခေါင်းနှပန်းကြီးသွားတယ်ဘာတွေဖြစ်ကုန်တာလဲဥတည်ညောကဒီလိုပတ်စံအလွဲသုံးစားလုပ်ပြီးထွက်ပြေးမယ်လူစားမျိုးမှမဟုတ်တာပြီးတော့သူတို့ပြောနေကြရဲ့ကျောင်းစိမ့်ပိတ်ဖို့ဆိုတာက တွင်းရင်တွင်းရင်နဲ့ကျွန်တော်အရန်တိကျလာတယ်ဗျာဒါနဲ့ဖိုးစောကိုမျက်ရည်ပြခေါ်ပြီးဥတည်ညောအိမ်ဘက်စီထွက်ခဲ့လိုက်တယ် ဟိုရောက်တော့ဦးတင်ညွန့်မိမနဲ့တန်းတွေ့ရင်တန်းစလုံးတစ်ခုထဲမှာထမင်းတွေကိုဟင်းရီနဲ့နေဖက်ပြီးခလေးပေါစားနှစ်ယောက်ကိုထမင်းခွန်နေလေရဲ့ကျွန်တော်တို့ကအကျိုးအကြောင်းမေးကြည့်လိုက်တော့မျက်ရည်တွေပို့ပို့ပေါက်ပေါက်ကြာရင် ဖြစ်ရပုံကို ရှင်းပြရှာတယ်ကျွန်တော်ထင်ထားတဲ့အတိုင်းပါပဲတောက်ကြာနေမျက်နေပိုင်းမှာကျောင်းစိန်ပိတ်စားဖို့၄000ကျော်ကိုဦးတင်ညွန့်လက်ထဲလာအပ်သွားတယ်အဲ့ဒီပတ်စံတွေကိုရုံးမှာသွားသွင်းဖို့လုံးဝအချိန်မမီတော့ဘူး နောက်တနေ့စက်တင်ဘာ9ရက်စနေနေ့မှာပတ်စံတွေကိုဖြတ်သိမ်းလိုက်တော့ဦးတင်ညွန့်လက်ထဲက85ကျက်တန်း35ကျက်တန်းနဲ့အစိတ်တန်း4000ဘိုဟာတရားမဝင်ဖြစ်သွားတယ်။ဒါလိမ့်လေတာလည်းမဟုတ်အလွဲသုံးစားလုပ်ပြတာလည်းမဟုတ်ဘူးလေ။ဒီတော့ဦးတင်ညွန့်ကသူ့လိပ်ပြသူလုံလုံချုံချုံနဲ့ပဲတနင်္လာနေ့မှာတက်ဆိုင်တဲ့ပုပ်ကိုစီကိုတွားပြီးအကျိုးအကြောင်းရှင်းပြတယ်။ဒါပေမဲ့မရဘူးမရဘူးတဲ့ဗျ။ ပတ်စံတွေကိုစက်တမ်ဘာလ၄ရက်တောက်ကြနေအမိသွင်းဖို့ညွှန်ကြားချက်ထုတ်ထားပြီးသားဆိုရင် စကားကိုပဲထပ်တလဲလဲပြောတယ်အချိန်မမီတာဥတင်ညွန့်ရဲ့အပြစ်ပဲဆိုတဲ့သဘောပေါ့ရက်ွက်ထဲကចောင်းသူចောင်းသားတွေရဲ့ငွေကြေးမပြေလည်မှုကိုငဲ့ပြီးနောက်ဆုံးအချိန်ထိစောင့်နေပါလို့ဖြေရှင်းတာကိုလည်းလက်မခံဘူးလက်မခံတဲ့အပြင်ထပ်ပြီးတော့ဆွဆွိတ်လိုက်သေးတယ်ဥတင်ညွန့်ဟာသူ့ကိုယ်ပိုင်ငွေတွေကတရားမဝင် ဖြစ်သွားတဲ့85ချက်တန်တွေကို ပိတ်စာဖို့ရနေရမှာအစာထိုးလဲထည့်လိုက်တယ်ဆိုရင်သဘောမျိုးဆွတ်ဆွဲတာဗျတကယ်ပိတ်စာဖို့အစ်စ်ကတော့တရားဝင်နဲ့10တန်း15ချက်တန်းတွေကြီးပဲလို့လို့အဲ့ဒါရင်လေးတောင်းဖို့ကိုတော့ဥတင်ညွန့်ကအပိုင်စီးလိုက်တယ်ပေါ့လေဥတင်ညွန့်ကရှင်းပြပါသေးတယ်သူဟာဆင်းရဲတဲ့အကြောင်းပတ်စံလဲထည့်ခြင်းမရင်ဆိုရင်တော့85ချက်တန်းတွေ35ချက်တန်းတွေကိုလေးတောင်းဖို့ပြည့်အောင်ဘဝမှာတစ်ခါမှပိုင်ဆိုင်ဘူးတဲ့သူမဟုတ်ပါဘူးဆိုတဲ့အကြောင်းပေါ့ ဒါလည်းမရဘူးဗျ85ချက်တန်တွေကိုတရွတ်30နဲ့ဝယ်ပြီးလဲထည့်တာဖြစ်မှာပုံးတဲ့အဲ့ဒီခက်ကအများပိုင်းပတ်စံတွေကိုအဲ့ဒီနည်းနဲ့လဲယူစိုင်းရင်းပြရင်လူတွေတကယ်ပဲပေါ်ခဲ့သလားမသိဘူးဦးတင်ညွန်းကတော့အဲ့ဒီဆွဆွဲချက်တွေကိုခေါင်းခါပြနေရုံက လွဲလို့ဘလို့ဖြည့်ရှင်းလို့ရမှာလဲနောက်ဆုံးရာဇတန်ကတော့အဲ့ဒီပိတ်စာဘူး၄000ကိုဦးတင်ညွန်းစိုက်ပြီးရောရမယ်မရောနိုင်ရင်သက်ဆိုင်ရာကိုတိုင်ပြီးအရေးယူမယ်တဲ့တဲ့ပြောရရင် ရဲစခန်းတိုင်ပြီးဖန်ခိုင်းမှာပုံမှား420လိမ့်လည်မှုနဲ့ပုံမှား406အလွဲသုံးစားလုပ်မှုနှစ်ခုစလုံးတွဲသွားနိုင်နေ406ဆိုအာမခံတော်မရဘူးထောင်ထဲသွားနေပြီတော့ပဲကဲဘလို့ရှင်းမလဲနောက်နေ့ရက်အကြာမှာဥတင်ညွနေရင်ကနေပျောက်သွားတယ်သူ့ကိုနောက်ဘတော်မှ ပြန်မတွေ့ရတော့ဘူးအခုဒီစာကိုရင်းနေတဲ့အချိန်ထိတည်သလားရှင်သလားမသိရတော့တာပါရက်ွက်ထဲမှာတော့ ဦးတင်ညွန့်ဟာပစံတွေအလွဲသုံးစားလုပ်ပြီးထွက်ပြေးသွားတယ်လို့ပစံသတင်းတွေချိတ်ကားပြောနေကြတယ်။တကယ်တမ်းကျတော့ဦးတင်ညွန့်မိမခမညာကလေးနှစ်ယောက်နဲ့ဒုက္ခရောက်နေတာကျွန်တော်တို့မျက်မြင်ပဲ။ဒါဟာလူတယောက်ရဲ့နှိကုံပေါ်ပစံတွေကိုဆုံရှုံခံလိုက်ကြရတယ်။တချို့ကျတော့လူကုံတိတ်ခါကိုပါခြာနှင်းခံလိုက်ရတယ်။ပြီးတော့မိသားစုနဲ့ဘဝကိုပါစတေးလိုက်ကြရရှာလီရဲ့အယူစိတ်ချမ်းသာရင်တိုင်းပြည်အေးချမ်းနေတဲ့ ခုတော့အယူကိုရှာပြီးမေးကြည့်ရတော့မှာပဲစိတ်ချမ်းသာနေပါသလားလို့အယူကိုဘယ်မှာသွားပြီးတွေ့ရမလဲခင်ဗျားတို့တင်တစိမ့်လောက်ကျွန်တော်ကိုပြောပြစမ်းပါဗျာ